မင်္ဂလာညချမ်းပါရှင်11ရက်သံရဲ့ဧပြီလ28ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပေးပါရမယ်ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကငလျင်တန်ကျောက်ပျော်ကြပျက်စီးခဲ့တဲ့မန္တလေးမြို့ရှိ Grand City Hotel အဆောက်အုံမှအမျိုးသမီးတဦးဤရုပ်အလောင်းရွှေနှစ်ငွေသားများထပ်မံတွေ့ရှိဆိုတဲ့သတင်းအချိန်ကာမဟုတ်မိုးရွာသွန်းမှုကြောင့်တန်ဖြူစရဲမြို့နယ်အတွင်းရှိနေလန်းစားလုပ်ငန်းများရနာလိုက်ပြီဖြစ်ကြောင်းသိရဆိုတဲ့သတင်း အီရန်စိတ်ကန်း၌ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားတာကြောင့်လေးဦးသေဆုံးကလူ900ကျော်ဒဏ်ရာရရှိဆိုတဲ့သတင်းယူကရိန်းစစ်ပွဲတွင်ရုရှားဘက်ကသဘောတူညီရဲ့အစင်သင်ဟုနိုင်ငံခြားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းပါတီးကိုတတန်းတိုးရင်အာရှနယ်အသင်းဆွေးနွေးနေဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဥဆုံးနေတဲ့ ငလင်းတန်ကြောင့်ပျို့ကြပျက်စီးခဲ့တဲ့မန္တလေးမြို့ရှိ Grand City Hotel အဆောက်အုံမှအမျိုးသမီးတဦးဤရုပ်အလောင်းရွှေနှင့်ငွေသားများထပ်မံတွေ့ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းတန်ကြီးကြောင့်ပျို့ကြပျက်စီးခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Grand City Hotel အဆောက်အုံကနေအမျိုးသမီးတဦးရဲ့ရုပ်အလောင်းနဲ့ရွှေငွေသားတွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဒီကနေ့ဧပြီလ28ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်တရားတွေနဲ့အတူရုံလောင်းကြံရှိနေတဲ့မန္တလေးတိုင်းဒေသကြီးချမ်းရည်သာစံမြို့နယ်လမ်း30လမ်း80နဲ့82လမ်းကြားမှာရှိတဲ့ Grand City Hotel အဆောက်အုံကို AR တိုင်းရန်ကုန်တိုင်းနဲ့ဗဟိုမိသက်တင်တန်းကြောင်းကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေကဆန်ရန်တရားတွေနဲ့အတူဖေရှားရှင်းလင်းရေးလုပ်ငန်းနဲ့ရုံလောင်းထုတ်ယူရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ဒီလိုဆောင်ရွက်ရမှာ မနက်09:05မိနစ်အချိန်မှာအမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်တင်ဆောင်သူနဲ့အတူပါရှိတဲ့ရွှေနဲ့ဆွဲတရံရွှေဆွဲကျိုးတကုံးနဲ့ငွေသား23,300တို့ကိုတက်ဆိုင်ရာတာဝန်ရှိသူတွေထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးအချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့်တံဖြူဆဲမျိုးနဲ့အတွင်းရှိနေလန်းဆောင်းလုပ်ငန်းများရပ်တော့လိုက်ပြီးဖြစ်ကြောင်းသိရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အချိန်ကာမဟုတ်မိုးရွာသွန်းမှုကြောင့်မွန်ပြည်နယ်တံပြူစည်ရမြို့နယ်အတွင်းမှာရှိတဲ့နေလန်းစားလုပ်ငန်းတွေရန်နာလိုက်ပြီးဖြစ်တယ်လို့စားတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ ပြီးခဲ့တဲ့ဧပြီလဒုတိယပတ်အတွင်းကစတင်ပြီးမိုးရွာသွန်းမှုတွေရှိခဲ့တဲ့အတွက်နေလန်းစားခွင့်တွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့အပြင်နေရောင်ခြည်လဲကောင်းစွာမရရှိတဲ့အတွက်စားအရေးပြောပျက်စီးမှုတွေရှိခဲ့ကြောင်းပင့ကြေးရွာကဒေသခံတောင်သူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးပုံမှန်ရာသီဥတုနဲ့ဆိုရင်တော့မေလလောက်အထိကိုနေလန်းစားကထုတ်လို့ရသေးတယ်အခုနှစ်မှာကဧပြီလအတွင်းမှာကိုမိုးကဆက်ပြီးရွာနေတော့ လုပ်ငန်းကဘလို့မှဆက်လုပ်လို့မရတော့ဘူးအဲ့တော့လုပ်ငန်းတွေရန်နာလိုက်ရတယ်လို့ပြောပါရယ်အခုစားကျန်းရာသီမှာရာသီဥတုအခြေအနေကြောင့်စားကျန်းထုတ်လုပ်မှုရော့ကျသွားကြောင်းဒါပေမဲ့လည်းစားကျန်းဈေးမာနေတဲ့အတွက်ထိခိုက်ဆုံးရှုံးမှုများစွာမရှိခဲ့ကြောင်းလည်းအဆိုပါတောင်သူကဆက်ပြောပါရယ်နှစ်စဉ်ဧပြီလအတွင်းနေလန်းစားအထွက်နှုန်းအမြင့်ဆုံးကာလတစ်ခုဖြစ်ခဲ့ပေမဲ့အခုနှစ်ဧပြီလဒုတိယပတ်အတွင်းကစတင်ကမိုးရွာသွန်းမှုတွေကြောင့်နေလန်းစားအထွက်နှုန်းကျဆင်းသွားရကြောင်းစားတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါရယ် ဒါပြင်အခုနှစ်နေလန်းစားထုတ်လုပ်တဲ့ရာသီအတွင်းစားတောင်သူတွေအနေနဲ့အလုသမားရှားပါမှု73စီပြန်လည်မှုစတဲ့အခက်အခဲတွေနဲ့လည်းရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၎င်းတို့ရဲ့ပြောကြားချက်တွေအရသိရပါဗျာ။ မော်ပြည်နယ်အတွင်းနေလန်းစာထုတ်လုပ်မှုလုပ်ငန်းတွေကိုမိုးရသည့်အကောင်စက်တမလလယ်ကမ်းမှာစတင်လုပ်ကိုင်းကြပြီးဒေဇမာနဲ့ဇန်နဝါရီတွေမှာစားကြမ်းစတင်ထုတ်လုပ်ကြလေရှိကြောင်းစားတောင်သူတွေထံကသိရပါဗျ။မော်ပြည်နယ်တန်ဖြူစင်ရဲမြို့နယ်ဘကကြီးရွာမှာစားကွင်းဧကပေါင်း2900ခန့်ရှိပြီးရာသီဥတုမဖြတ်ပါကပုံမှန်အားဖြင့်စားပိတ်တာချိန်3300ခန့်ထွက်ရှိကြောင်း မွန်ပြည်နယ်တန်ဖြူစင်ရဲမြို့နယ်အတွင်းပင့ကျေးရွာအပြင်စက်ခမီဆက်ဆဲနဲ့ဝဲကလောင်းကျေးရွာတွေမှာလည်းစားလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိကြောင်းဒါအပြင်ရေမြို့နယ်နဲ့ပေါင်မြို့နယ်တွေအတွင်းမှာလည်းနေလန်းစားလုပ်ငန်းတွေရှိတယ်လို့သိရပါဗျ။အီရန်စိုက်ကန်း၌ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားတာကြောင့်၄ဦးသေဆုံးကလူ900ကျော်ဒဏ်ရာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ26ရက်ကအီရန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့အရေးပါတဲ့စိတ်ကမ်းတစ်ခုမှာအင်အားပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်၄ဦးသေဆုံးပြီးလူ900ကျော်ဒဏ်ရာရသွားခဲ့တယ်လို့အစိုးရပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုချက်ချင်းရှင်းလင်းစွာမသိရသေးပေမဲ့စိတ်ကန်းရဲ့အကောက်ခွန်ရုံးကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်အရကုန်လောင်ရုံးမှာတူလောင်ထားတဲ့အန္တရာယ်များတဲ့ပစ္စည်းတွေနဲ့ဓာတုဗေဒပစ္စည်းတွေပေါက်ကွဲတာကြောင့်မီးလောင်ရတာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံရဲ့အကြီးဆုံးသောခူတန်းရောင်းဝယ်ရေးစိတ်ကန်းဖြစ်တဲ့ရှာဟက်ရာဂျာအီမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့အစိုးရမီဒီယာကဖော်ပြခဲ့ပါတယ်။ ကြီးစိတ်ကန်းဟာတောင်ဘက်ကန်ယူရမ်းမှာရှိတဲ့ဟိုမိုဇန်ပြည်နယ်မှာတည်ရှိပါတယ်။အစိုးရပိုင်ရုပ်တံကထုံးလင်းပြသတဲ့ရုပ်တံမှာဂုံတစ်တာအများအပြားထားရှိတဲ့စိတ်ကန်းကနေမီးခိုးတွေတလိမ့်လိမ့်တက်လာတာကိုမြင်ရပြီးရဟတ်ရင်တွေကမီးတောက်တွေကိုနှိမ့်သက်နေပုံကိုတွေ့မြင်ရပါတယ်။အနည်းဆုံး916ဦးထဏ်ရာရရှိပြီးထဏ်ရာရရှိသူတွေကနီးနားမှာရှိတဲ့ဈေးရုံတွေကိုလွှဲပြောင်းပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောဆိုချက်ကိုအစိုးရမီဒီယာကကိုးကားဖော်ပြခဲ့ပါတယ်။မီးလောင်မှုအတွင်း၄ဦးသေဆုံးသွားခဲ့တယ်လို့ကယ်ဆယ်ရေးသမားတွေကအတည်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံသား၃ဦးမပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ယူကရိန်းစစ်ပွဲတွင်ရုရှားဘက်ကသဘောတူညီရဲ့အစဉ်သင့်ဟုနိုင်ငံသားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ဒေါ်နယ်ထရန့်က တိုက်ခိုက်မှုတွေရပ်ဖို့ဗလာဒီမာပူတင်ကိုတိုက်တွန်းခဲ့ပြီးနောက် ရုရှားဟာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာသဘောတူညီချက်ရရှိဖို့အဆင်သင့်ဖြစ်နေတယ်လို့နိုင်ငံသားရေးဝန်ကြီးရှာကေးလက်ဖရော့ကပြောပါတယ်ကျွန်တော်တို့ကသဘောတူညီချက်ရဖို့အစဉ်သင့်ဖြစ်နေတဲ့ဆိုပေမဲ့တချို့အချက်တွေကြံနေသေးဖြစ်ပါတယ်။ပြန်လည်ညှိနှိုင်းရမယ့်အချက်တွေရှိနေပါတယ်။အဲဒီအတွက်ကျွန်တော်တို့အလုံများနေပါတယ်လို့ CBS သတင်းဌာနနဲ့အင်တာဗျူးမှာ Sagelerov ကပြောပါရယ်။ ထရမ့်ရဲ့တန်တမန်စတီဝစ်ကော့ဟာဧပြီ25ရက်မှာရုရှားနိုင်ငံကိုရောက်ရှိလာပါတယ်။သူဟာအပြစ်ခတ်ရဲစဲရေးကိစ္စကိုပူတင်နဲ့နောက်တကျဆွေးနွေးမယ်လို့မျှော်လင့်ရပါတယ်။ဆွေးနွေးလုပ်ငန်းစဉ်ဟာမှန်ကန်တဲ့လာရကိုရွေးနေတယ်လို့ Lavrov ကပြောကြားခဲ့ပြီးဝါရှင်တန်နဲ့ဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဟာဒီအခြေအနေရဲ့အရင်းခံအကြောင်းရင်းတွေကိုဖြည့်ရှင်းဖို့လိုအပ်တာကိုအသိမှတ်ပြုထားတဲ့ကမ္ဘာပေါ်ကဒိုရီသောခေါင်းဆောင်ဖြစ်နေပါတယ်။ဒါပေမဲ့ထရမ့်ကသဘောတူညီချက်မှာပါဝင်တဲ့အချက်တွေကိုမပြောခဲ့ပါဘူးလို့လာရော့ဖ်ကပြောပါတယ်။ အနည်းဆုံး12ဦးသေဆုံးခဲ့တဲ့ယူကရိန်းမြို့တော် KF ကိုဧပြီလ24ရက်ကဒုံးကျည်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ထရမ့်ကရုရှားသမ္မတပူတင်ကိုတိုက်ရိုက်မြစ်တာရက်ခံခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပါတင်းကိုတတန်းတွေ့ရင်အာဆင်နယ်သင်းဆွေးနွေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်သင်းဟာဂါနာလိုရေးစင်ကွင်းလယ်ကစားသမားပါတီးကိုတတ်တန်းတိုးဖို့ဆွေးနွေးနေတယ်လို့သိရပါဗျ။ အသက်32နှစ်အရွယ်ရှိတဲ့ဂါနာလူရင်းစဉ်ကွေးလင်ကစားသမားပါတီဟာလာမယ့်နေရာဒီမှာအာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုံဆုံးမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာမူလကပါတီကိုစာချုပ်သက်တမ်းတိုးဖို့အစီအစဉ်မရှိပေမဲ့လက်ရှိအချိန်မှာအသင်းအတွက်ခြေစွမ်းပြနေတာကြောင့်သက်တမ်းတိုးဖို့စီစဉ်လာတာဖြစ်တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းဟာပါတီကိုလာမယ့်ရာသီအတွက် တနှစ်တတန်းတိုးပြီးခြေစွမ်းနဲ့ကြမ်းခိုင်မှုအပေါ်မူတည်ပြီးနောက်ထပ်တနှစ်တတန်းတိုးဖို့ဆွေးနွေးညှိနှိုင်းနေရလို့သိရပါဗျ။ပါတီဟာ2020နွေရာသီမှာအတလက်တီကိုအသင်းကနေအာဆင်နယ်အသင်းထံပေါင်45သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးအသင်းအတွက်900ရာသီအတွင်းပြိုင်ပွဲဆောင်162ပွဲကစားထားသူဖြစ်ပါတယ်။လေဗန်ရတဲ့ရဲ့ April 28ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါကြီးစုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေအေဂျင့်နဲ့ညလေးဖြစ်ကြပါသည်ရှင်